ုပြန်ကုန်ပြအားလုံးပြန်ကုန်ထိုင်းနိုင်ငံစမော့စကွန်ခိုင်မဟာချိုင်ဒေတာမှာ ပြုလုပ်မယ်ကိုရင်လင်းရှင်ဥတ္တမတရားရဲ့တရားပွဲကို ထိုင်းအာဏာပိုင်တွေကလာရောက်တားဆီးရဲ့တွဲတရားပွဲဖြစ်လာရတယ်လို့ဆွေးပြောင်းအလို့သမားဘေးစင်းညီရောကြီးအဖွဲ့ MWSC နဲ့မြန်မာလူ့သမားတွေစီကတည်ရပါတယ် မေလာတီရဲ့မီဒီယာနေ့ညနေမှာမာချိုင်ဒေတာဝေလာလန်တီ ကွင်းလေးရှင်ဥတ္တမတရာကိုပင်ပြီးတရားပွဲကျင်းပဖို့စီစဉ်ထားတာပါမြမလို့သမားတွေစုပေါင်းတရားပွဲပြုလို့ဖို့မြို့နေခဲစစ်တိခွင့်ပြုချက်တောက်ခံထားတာမရှိတဲ့တို့ရဲ့တရားပွဲမကျင်းပါမီ ထိုင်းဌာနဆိုင်ရာအာဏာပိုင်တွေက လာရောက်ပေးပင်ခဲ့တာလို့ရွှေပြောင်းလို့သမားသွေးစီရင်ရုံးအဖွဲ့စီကတရားပါတယ်မာထိုင်းနေတဲ့ကွင်းမှာ မြန်မာလူ့သမားတွေစုပေါင်းပြီးတရားပွဲတွေကျင်းပနေကြဖြစ်ပေမဲ့အခုလိုထိုင်းဌာနဆိုင်ရာတွေကပိတ်ပင်တားဆီးလို့တရားပွဲဖြစ်လိုက်ရတာဟာပထမဆုံးအခြေဖြစ်တယ်လို့ဆိုပါတယ်။ထဲနိုင်ငံထဲမြန်မာလူ့သမားတွေကတရားပွဲကျင်းပပြုလို့မယ်ဆိုရင်မြို့နယ်ခရိုင်စိတ်ထိပ်ဌာနဆိုင်ရာအလိုက်ခွင့်ပြုချက်တွေတောက်ခံရမယ့်အကြောင်း MWFC အဖွဲ့စီကတရားပါတယ်။